ချစ်ဦးညိုတမိုင်းမဝင်ပေမဲ့တမိုင်းတွင်နေတဲ့စကားများကျန်စစ်သားငါ့ကိုခိုးပြီးမင်စော်လူကျန်စစ်သားเจ้าဟာမြမရာဇဝင်မှာလူသိအများဆုံးလူဆိုနိုင်ပါတယ်သူရဲ့ကောင်းမင်းယောက်ျားတဝန်းနေနဲ့ကျန်းစစ်သားကိုဗဟုပြုပြီးဖြစ်ပေါ်လာခဲ့တဲ့အဖြစ်အနစ်တွေဟာလည်းအမဲဆုံးလာပါတယ်။လက်ရုံးနှလုံးပြေဝဖို့အနေနာခံပုံကျေးဇူးသက်စာဆောင်တိပုံစတဲ့ဖြင့်လေးစားအားကျစရာများနဲ့ကျန်းစစ်သားရဲ့ရာဇဝင်ဟာရောင်စုံတောက်တို့နေပါတော့တယ်။ အနေဆာရောက်ခဏီထီတာရာဇာကုမာရာလူရန်သောရွှေစင်းသူကိုဖူးမြို့ပူဇော်ခဲ့တဲ့နောက်ခံကိုပျောက်ကြီးကြောက်စာထီကျန်စစ်တာအကြောင်းဟာဆေးရောင်စုံမြင်ကွင်းကျေဇလန်းကြီးဖြစ်နေပါတယ်။တမိုင်းတွင်ဝင်စကားများအကြောင်းပြောပြနေတဲ့ဒီဆောင်းမလေးမှာတော့ကျန်စစ်တာနဲ့အဲ့ဒီလူသိများပြီးဇလန်းစုံတွေကတခုတော့ဖြည့်ရနဲ့တခွန်းသောစကားကိုပြန်နှွေးခြင်းပါတယ်။ ဒီစကားကိုပြောခဲ့သူကဇလန်ပုတ်အနေနဲ့ကျန်စစ်သားဟာဟီးရိုးဆိုရင်ဗီလန်ဖြစ်ပါဝင်ခဲ့တဲ့ဆော်လိုမင်းဖြစ်ပါတယ်ဆော်လိုမင်းလိုမင်းသမားစီရများတမိုင်းဝင်စကားတခုရနိုင်ကောင်းပါလေလားလို့ဆိုရင်ဒီလိုပါအားလုံးသိပြီဖြစ်တဲ့အန်ဘွဲဂျွေအန်လေးတခုအကြောင်းပြုပြီးရုံးမဲဖွယ်ပြီးမင်းဆောင်လုံးနဲ့ဥဒ္ဒမြို့သားငရယမန်တို့အချင်းများကြရကငရယမန်က ပကံကိုပုံကံခဲ့ပါတယ်။ရေအားကြီးရနဲ့ ချီချီလာတဲ့ရန်လူတပ်တွေကပြီးတော့အကျုံးကိုရောက်ပြီးလို့လဲကြာရောကျန်းစစ်သားကို အလင်းချီစေပြီးမင်းစောလူကနောက်တက်မပြုတ်ချီရခဲ့ပါတယ်ကျန်းစစ်သားစိတ်ရဲတိန်နေကလိမ်မာလှတာကိုတီးတဲ့ရန်ရမန်ကဒီတိုင်းဆက်မျက်နှာမပွင့်မဲပရိရဲ့ဆင်းပါတယ်ဆင်မောင်ကစင်ငင်းမြင်းငင်းမတာတဲ့ညုံများတဲ့အရက်မှာ နီးနဲ့စိမ့်ရုပ်လို့ပောင်းဝန်းတင်ရဲမတ်ရုပ်တွေလို့အယောင်ဆောင်တက်ချလိုက်တာပါပဲပြီးတော့လာကျောင်းကိုညာဘက်ရောက်လာတဲ့ဗျံတက်တွေဖို့မိုးချုပ်ပြီးနောက်နေ့မှတိုက်မယ်ဆိုပြီးတက်ချနေခဲ့ပါတယ်ညလာရောက်ရီဝင်မှာငရမန်ကစရဲငင်စစ်မှုပြုစစ်မှုတော့မင်းစောလူကမစမချင်းလိုက်တိုက်ပါတယ်ငရမန်ပရိယေမှာဆောလုမင်းတက်ဆင်ရပါတော့တယ်စင်တော်တန်မြန်စွာညွန်မှာကျွန်း ကျွန်နှစ်တော့မင်းစောလူစင်မောကစင်ပြီးတော့တယ်တက်လည်းပြတ်ပါတယ်ကြံစက်သားကိုတိုင်းတောင်းဝင်ရဲ့အရက်ကနေမြင်းနဲ့တညလုံးနှိမ်ခဲ့ရပြီးမိုးတောင်းမှပကံပြန်ရောက်ပါတယ်နန်းတော်ကမူမတ်ဝင်တွင်မင်းမဲ့ပြီးဖြစ်လို့ထင်းနှန်းဆန်ပါလို့နန်းအတားကိုငါရှင့်ရှိမရှိစူးစမ်းအောင်မယ်ငါရှင့်ရှိတော့ယူ၍နန်းတော်နန်းတင်ပြီလို့ဆိုပြီးမင်းများလည်းငါဘကို ရွှေစည်းကုံရှေ့တော်မှာပဲထားပြီးတော့ဒါကျွန်းပတ်ပြန်ထွက်သွားပါတယ်ဒီအချိန်မှာဆော့လုမင်းဆော့လုကညောင်ကောင်းနဲ့ဝင်ပုံရဲ့ထမင်းသုံးသပ်ငတ်ခဲ့လို့လက်စွပ်ကိုထင်းခွေသမားနဲ့ တမင်တော့နဲ့လင်းစားခဲ့ရကဖန်ခါယာဘင်ငယ်ရမန်ရဲ့အကျဉ်းသားဖြစ်လို့နေနေပါပြီ။ဂျက်ဆက်တာဟာရန်သူစကန်ကိုစွန့်စားထိုးပေါင်းမင်းစောလူချုပ်ခံထိအရောက်ဝင်ပြီးမင်းစောလူကိုပခုံးထက်ထမ်းပါတယ်။ဒီအချိန်မှာအသိဉာဏ်နဲ့လှတဲ့မင်းစောလူကြံမုံကဂျက်ဆက်တာဟာငါခမဲတော့လည်းမြတ်ဖူးတသူငါလည်းမြတ်ဖူးတသူဖြစ်တဲ့ မနီဆန်တာမင်းသမီးကိုအကြောင်းပြုပြီးအနောက်ရထမင်းကြီးလက်ထက်ကမင်းမြတ်တဲ့မီဆက်စစ်သားထွက်ပြေးခဲ့ရတဲ့အဖြစ်ဆိုပြီးစီးစိန်ကနှုတ်အောက်ဒလာကိုပြုတ်ပိုးခဲ့ပြန်ခဲ့တဲ့အဖြစ်ကိုမူမတ်တွေကအနောက်ရထမင်းကြီးလက်ထက်ကလေးကဆက်စစ်သားပုံဆောင်ခဲ့ဘူးရမှာမင်းကြီးကိုယ်တိုင်ယူခြင်းမတက်ရှိရသေးယခုလည်းဆက်စစ်သားလိုပုံကိုကိုရိုနာမကွာစကောင်းလို့ပြောကြရမှာ ပြန်ခေါ်တဲ့အဖြစ်ဒီပြဿနာကိုမင်းစောလူပြန်တွင်းမိပြီးကျန်းဆက်တာငါ့ကိုတတ်လို့ရေခိုးသည်ဖြစ်သည်ဟုဆုံးဖြတ်လိုက်တယ် ဩဒါမျိုးစာသူ့ကိုပရိယစင်စစ်ပြုအကျဉ်းချတာတဲ့ငရမန်ကိုတော့ငရမန်ကငါအထင်းတော်သာငါနဲ့တစ်ဖက်တည်းရောက်တော့နှုတ်ဆုတ်ဖြစ်နှုတ်ဆုတ်ဖက်ဖြစ်ခဲ့တဲ့သူငရမန်ငါ့ကိုမတတ်တန်ရလို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုကြံပြီးကျန်စစ်သားရဲ့ပခုံးထက်ကညမင်းစောလူအားကောင်းအောင်လိုက်ရမယ်တဲ့စကားကတော့ကျန်စစ်သားငါ့ကိုခိုးပြီးတဲ့ဒီချိန်ကလေးမှာကျန်စစ်သားဘယ်လောက်ထိခိုက်တုံ့နှောက်သွားမလဲစဉ်းစားကြည့်မိတယ် ခမဲတော်လက်ထက်သူ့လက်ထက်ငါမှာတော့သိစာစောင်းသိလိုက်ရတာခင်ဦးနဲ့ပတ်သက်တဲ့နှလုံးသားကိုတော့ကြေကွဲခံပြီးငါမှာကျုံးနုံလိုက်ရတာပကံမှာမူမတ်တွေနဲ့အတားတောင်သူရှိရကိုသူ့ကိုရှာပြီးနန်းပြန်တယ်မယ်ဆိုပြီးရန်သူကြားစွန့်စာဝင်ရောက်သူ့ကိုကယ်ခဲ့တာဒီလိုရှင်နေမှာသူကဒီလိုအော်လီချင်းငယ်မန်တက်တွေလည်းမင်းစောလူအော်တန်ကြောင့်ဖြန့်ဖြန့်ထားကြပါပြီဒီအချိန်မှာစက်စက်သားဖို့လှုပ်ရှားတဲ့ခုပဲရှိပါတော့တယ်မင်းစောလူကိုပခုံးဝပစ်ချကိုလိုယုံမှုပါပဲ မင်းဆောလူကတော့သူ့ရဲ့နိုးဆိုးဖက် သူ့ရဲ့အထင်းတော်သားသူ့နဲ့ကျွေးအန်ကစားဘက်သူပေးလို့ဥတ်တာကိုစားရတဲ့မျိုးစားဖြစ်သည်ကျောက်မသက်တန်ရလို့ထင်းမြင်ယုံကြည်လွဲခဲ့တဲ့ငရမန်ကအနုအနုရရက်ကွက်မှာကွန်မြတ်တာကိုခံလိုက်ရပြီးဘဝဆုံးခဲ့ပါတယ်အသိဉာဏ်စင်အသိဉာဏ်စင်ကြီးဉာဏ်များနည်းမပြီးမှဆိုဖြင့်အတွင်းမှအပြောမှလုံမှတွေသတိတရားကြီးပေါ်လာပါတော့တယ်အဆိုးအကောင်ထင်းအကောင်ကိုအဆိုးထင်း အယောက်ကိုအမြတ်ထင်အမြတ်ကိုအယောက်ထင်အဖြောင်းကိုအကောက်ထင်အကောက်ကိုအဖြောင်းထင်အစစ်ကိုအတုထင်အတုကိုအစစ်ထင်ဒါမျိုးကိုဝိပတ်ဝိပတ်တိပတိလို့ခေါ်ကြောင်းမှတ်သားရဘူးခဲ့ပါတယ်ဖောက်ပြန်စွာသိခြင်းနဲ့မောဟတရားများဖုံးလွှဲရင်အမြတ်တန်ကြောက်စရာကောင်းလာပါတယ်စောလူဟာ အနုရုဒ္ဓဒေဝခေါ်အနောယထာမင်းကြီးရဲ့သားတော်အရင်မှာဘဝ ပါမျိုးဘိုးတို့မဟုတ်တဲ့အပြင်မျိုးကန့်မျိုးစုပ်စီတဲ့သားလို့ဆိုနိုင်ပါတယ်။မှန်တမ်းရဇဝင်မှာတော့သူ့ကိုလောက်ရည်ကြံ့ရင်မရှိမူးကြီးမတ်ကြီးရတော့လည်းနှလုံးမကြည်ရှိအောင်ပြုတ်တတ်တော်လေးရှိ။ခမဲတော့ဒီတော့ရွှေစည်းကောင်မပြီးသေးကိုလည်းမလို့ပညာရှိတို့လျှောက်တော်စကားကိုလည်းမယူအပြောရွှင်နှင်းတာနေဤလို့မှတ်ချက်ထားခဲ့သေးပါတယ်။ ကျွန်တော်တို့တွေကိုယ်တိုင်နဲ့ကျွန်တော်တို့ရဲ့တူတူမညီနှမသားသမီးလူငယ်လေးများအတွက်မိမိပတ်ဝန်းကျင်မှာရှိတဲ့ထိတွေ့ဆက်ဆက်နေရတဲ့အတိုင်းဝိုင်းဖွဲ့စီမှာဘယ်သူကတော့ကိုယ့်အတွက်ကောင်းကျိုးဖြစ်စေမဲ့သူဘယ်သူကတော့ဆိုးကျိုးဖြစ်စေမဲ့သူဆိုတာခွဲခြားနားလည်ထားနိုင်ဖို့အရေးကြီးလာပါတယ်။ကျန်းစစ်တာငါ့ကိုခိုးပြီးလို့စောဦးပဲအော်ပါစေပကံခက်ကအဲ့ဒီအော်ဒန်ကိုပဲ့တင်မပြန်မိပါစေနဲ့။ ဲတဲ့ကြာမိရင်လည်းသူ့တန်ကိုသူ့စီပဲပြန်ပို့ပေးကြဖို့ဖြစ်ပါတယ်။ဟဲမင်းညက်ဆိုပြီးပြချခံလိုက်ရတာဟာတကယ်တော့ဆောလို့အနေနဲ့ဂျန်စင်တာရဲ့ပခုံးထက်ကတာမကအာကိုယုံကြည်ထိုက်သောအမှန်တရားပေါ်ကနေပြချခံလိုက်ရတာပါ။တိတ်ကိုအကြနာပါတယ်ဘဝဆုံးတဲ့